ီဆိုတော့ဒီနေ့ခေါင်းစဉ်ထဲမှာမတွေ့ရလဲဆိုတော့ကျွန်တို့ရဲ့အတွင်းအစိတ်ပိုင်းများနဲ့ဖုံးကွယ်ခြင်းခံရတော့အစိတ်ပိုင်းများကို တူးဖော်ဖယ်ရှာခြင်းဆိုတော့ဒီတပတ်ကမှဒါတော့ခေါင်းစဉ်ကြီးဖြစ်တယ်เนาะဒီခေါင်းစဉ်ကြီးကနေမှကျွန်တော်တို့ဒီတပတ်လုံးကိုစာမှဖြစ်ပါဆိုတော့ဒီအထဲမှာအတွင်းအစိတ်ပိုင်းလို့ပြောတဲ့အခါမှာခုနပြောတဲ့အတိုင်အတွင်းအစိတ်ပိုင်းအထဲမှာပါရှိတယ်လေဒီနေ့ကတော့အော်တပါစိတ်ကိုကျွန်တော်တို့စာကြတယ်လीเนาะ နောက်နောက်လာမဲ့ရက်တွေထဲမှာဆိုရင်ကျွန်တော်တို့ရဲ့အတိညာဉ်ကိုတူဖော်ခြင်းရှိမယ်အလိုဆန္ဒတွေကိုတူဖော်ခြင်းရှိမယ်ပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့ခံစားစိတ်တွေကိုတူဖော်ရှင်တူဖော်ခြင်းရှိမယ်ပေါ့နော်ဆိုတော့ဒီထဲမှာကျွန်တော်တို့ပြန်လဲစားသုံးခြင်းထဲမှာဒီနေ့ကြောက်နဲ့ရေတွင်းเนาะဒါကျွန်တော်တို့တယောက်ချင်းစီတိုင်းလဲရှေ့မှာစီစဉ်လိုက်ပြီးကြောက်ဆိုတာဟာเนาะကျွန်တော်တို့အတွက် ရိုက်ခြင်းခံရတဲ့သခင်ယေရှုကကားတိုင်းပေါ်မှာသူကိုယ်တိုင်ရိုက်ခြင်းအဖြစ်ကျွန်တော်တို့ကသခင်ပေးတဲ့အသက်ရည်ကိုတောက်တုံရတယ်။နော်ဓမ္မဟောင်းမှာကတော့မောရှိရိုက်ခြင်းအဖြစ်အဲ့ဒါနော်အဲ့ကနေပြီးမှပါစီးထွက်လာလဲဆိုတော့ရေရေကိုတောက်တုံခြင်းအဖြစ်ဣဒရာလူမျိုးတွေကအသက်ဆက်ရတာနော်နောက်တစ်ခုကပါလဲဆိုတော့ရေတွင်တဲ့စမ်းရေတွင်နော်စမ်းရေတွင်ရေတွင်ကလေကျွန်တော် ကျွန်တော်တို့မြကြီးနားမှာကကျွန်တော်တို့လည်းရည်တွင်းနဲ့ပဲရည်တောက်ခဲကြရကျွန်တော်တို့ဘာလုပ်တယ်လဲဆိုရင်တနစ်ကိုတကြိမ်ကျွန်တော်တို့ကအဲ့ဒီကျွန်တော်တို့ရဲ့ရည်တွင်းမှာလာခတ်တဲ့သူတွေအားလုံးကျွန်တော်တို့ဒီမှာလာခတ်တဲ့အိမ်အင်ဂျီ450အိမ်ရှိတယ်ဆို450ကတနစ်မှာတကြိမ်ဘာလုပ်ရလဲဆိုအဲ့ဒီရည်တွင်းကိုဆယ်ရเนาะရည်တွင်းဆယ်မယ်ဟာ တေချာအမိုးတွေလုတ်ပေးမဲ့လဲအထဲမှာအမိုက်တွေအများကြီးရှိတာဘာကြောင့်လဲဆိုတော့ရေတွင်းရဲ့အောက်မှာကလေသူ့အပရေကြောရှိတာအဲ့ဒီရေကြောကလေဘာတွေနဲ့ပိတ်နေတယ်လဲဆိုတဲ့အခါမှာအမိုက်တွေနဲ့ပိတ်နေတယ်နဘေးမှာတစ်ပင်တွေရှိတယ်အများကြီးဆိုတော့တစ်ပင်ကနေပြီးမှမိုးရွာတဲ့အခါလေတိုက်တဲ့အခါဘာဖြစ်လဲဆိုတဲ့အခါကျတော့အဲ့ဒီရေတွင်းထဲမှာကြာကြာတဲ့အခါကျတော့ဘာဖြစ်လဲဆိုတဲ့အခါကျတော့အမိုက်တွေကတည့်ရမဟုတ်နေရမဟုတ် တစ်နှစ်မှာတစ်ကြိမ်ဆယ်တဲ့အခါအော်မျောကြီးပဲဆယ်ရတာဆိုတဲ့အခါကျတော့အထဲမှာရှိတဲ့သူကရီကျော်လို့ခေါ်တယ်ရီကျော်မှာရှိတဲ့ဥစ္စာအမိုက်တွေပို့ဟုတ်လားပြည့်နေတဲ့အခါကျတော့အစင်မပြေတော့ဒါကြောင့်ကျွန်တော်တို့ဘာလုပ်လဲဆိုတစ်နှစ်မှာတစ်ကြိမ်ဘာလုပ်ရလဲဆိုရီရီရီတွင်းကိုဆယ်ရအေးအဲ့ဒီပြည့်တဲ့အခါကျတော့ဟာတကယ်တကယ်တော့ရီရီရီများလာတာတွေရီရဲ့ဟိုရလေး ရေတွင်းဆယ်ပြီးတဲ့ခါကျတော့ရေလည်းတန့်လာတယ်အမိုက်လည်းရှင်းသွားတယ်နော်ဒါလေးတွေကိုမြင်တွေ့ခံစားရအခုကျွန်တော်တို့ကိုအဲ့ဒါနဲ့ပတ်သက်ပြီးမှအခုဖရာဘာစကားပြောလဲဆိုရင်ကျွန်တော်တို့ရဲ့အတ္တအထဲထဲမှာဖရာကမြင်ရတဲ့အရာအဖြစ်မမြင်ရတဲ့ကျွန်တော်တို့ရဲ့အတ္တအောင်စကားပြောတယ်ကျွန်တော်တို့အထဲမှာဘာရှိလဲဆိုတဲ့အခါမှာအမိုက်တရိုက်တွေအများကြီးရှိတယ်တဲ့ဒီမှာဘာတွေ့ရလဲဆိုရင် သင်္ကာတဲ့အညစ်အကြေးဟာတဲ့ဒီနားမှာတစ်ချက်လေးဖတ်မယ်နော်မိတိအရာနီးဟုမိကောင်းမိမိဖြစ်တည်တဲ့၎င်းမှာကျွန်ုပ်တို့ရဲ့အော်တပစိတ်ခံစားမှုအလိုဆန္ဒနဲ့အတိညာစတည်တော်၌ရှိသောအညစ်အကြေးများပင်ဖြစ်တည်ကျွန်ုပ်တို့ရဲ့စိတ်နှလုံး၌တူးဖော်ဖယ်ရှားလိုက်ရန်လိုနေသောအမိုက်များစွာရှိနေတယ် ျွန်တော်တို့ဝိညာဉ်နိုင်လဲဆက်ဆက်ဖြစ်ရှင်းရအညစ်အကြေးထုတ်ရှိနေတယ်။ကဲဒီထဲမှာခုနပြောပြီးအညစ်အကြေးကဘာလဲကိုကိုကိုဒီနေ့လဲမေးဖို့လိုရတယ်။ငါအထက်မှာအညစ်အကြေးပါလဲ။ဒီမှာတိတ်ရှင်းနဲ့ပြောတာကျွန်တို့ရဲ့ autopsy ခုနပြောပြီးပြီးဒီ autopsy ဆိုတာဟာကျွန်တို့ရဲ့ဝိညာဉ်ထဲမှာရှိတဲ့အကန့်တကန့်ဖြစ်တယ်အဲ့ဒီ autopsy ကဘာနဲ့ချိတ်ဆက်တယ်လဲဆိုရင် ကျွန်တော်တို့ရဲ့စိတ်ဆိုတဲ့ အတိညာခံစားစိတ်အလိုဆန္ဒနဲ့ချိတ်ဆက်ထားသောနေရာဖြစ်တယ်။ကျွန်တော်တို့ရဲ့အတိညာကတန်ဆွမ်းတဲ့အရာဖြစ်တယ်။ကျွန်တော်တို့လောကမှာအသက်ရှင်တဲ့အခါမှာကျွန်တော်တို့မြင်မြင်တည်းကြားကြားတည်းနော်စဉ်းစားတည်းအားလုံးကဘယ်ကနေကျွန်တော်တို့အရင်ဦးဆုံး information ရလဲဆိုအတိညာကနေ information အရင်ရတယ်။ ဒါကြောင့်ဒီအတိညာဉ်ကကျွန်တော်တို့ရဲ့အတ္တတားအထဲမှာဘာလို့ဖို့လွားလဲဆိုတဲ့အခါမှာကျွန်တော်တို့ဆက်ဆံဖြစ်ရှင်ဖို့လိုအပ်တယ်။ဒီနေ့ညကတော့အော်တပါစိတ်အကြောင်းကိုပဲကျွန်တော်တို့စတုံညတယ်နော်။လာမယ့်ညတွေမှာဂျန်တဲ့ကဏ္ဍတွေရှိတယ်။ခုနပြောတဲ့အတွင်းစိတ်ပိုင်းလို့ပြောတော့ကြောင်းဂျန်တဲ့စိတ်ပိုင်းတွေမှာကျွန်တော်စတုံဖို့လိုအပ်တယ်။ဆိုတော့ခုနပြောတဲ့အတိညာဉ်ထဲမှာကျွန်တော်တို့နော်ကျွန်တော်တို့ရဲ့အတိညာဉ်ထဲမှာသူတို့ဘာတွေကိုနော်ကျွန်တော်တို့ကလေ ူတို့ဘာတွေရဲ့အတ္တတာအထဲထဲမှာ ကျွန်တော်တို့ဘာဖြစ်လဲဆိုတဲ့အခါမှာကျွန်တော်တို့ပြုတ်မှုတဲ့အရာဆက်ဆံတဲ့အရာတွေလीထိမိစရာတွေလည်းဖြစ်နိုင်တယ်တစ်ခါကြီးကြိုက်တစ်ခါလေးကြိုက်လေမကြီးရွယ်ပဲနဲ့လေကိုပြောလိုက်တာတစ်ဖက်သားကနာကျင်သွားတယ်အဲအဲ့ဒါလို့အဲ့ဒါလေးတွေလည်းရှိတယ်တစ်ခါတည်းကြိုက်လေမကြီးရွယ်ပဲနဲ့ဟာဒီတယောက်ငေါ့ဒီလိုပြောရကောင်းလားအခန်းစားသွားတယ်သွားမလုံးနဲ့ဟာပြန်ကြားတဲ့အခါစိတ်မကောင်းတော့ ဲ့ဒါမျိုးလေးတွေလည်းရှိတယ်เนาะကျွန်တော်တို့ရဲ့အတ္တသားမှာဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တသားမှာကျွန်တော်တို့ရဲ့ autopsy ထဲမှာဘာလို့ဖို့ရှိလဲဆိုတဲ့အခါမှာဖခါကကျွန်တော်တို့ကိုစကားလာပြောတယ်ခုနဘယ်ကနေကျွန်တော်တို့ကအာတွားရောက်ပြီးမှအညစ်အကြေးစုနေလဲဆိုကျွန်တော်တို့ရဲ့အတိညာကျွန်တော်တို့ရဲ့ခံစားစိတ်ကျွန်တော်တို့ရဲ့စန္ဒခုနရှိမှလည်းကျွန်တော်ပြောခဲ့ပြီးပြီကျွန်တော်တို့ရဲ့အတိညာကတကယ်တမ်းကျတော့ဖခါတစ်ခင်အလိုရှိတာကဒီအတိညာကတခင်ဘက်ကိုလက်ပြီးမှ တခင်သိစေချင်တာတခင်ကျွန်တော်ကိုနားလေစေချင်တာကို ကျွန်တော်ကတခင်ထံလက်တည်ရမယ့်အစာချိန်ဖန်များဆိုတာကျွန်တော်ရဲ့အသိဉာဏ်ကဘယ်ကိုလက်တည်တယ်လဲဆိုရင် လောကဘက်ကိုလက်တည်တယ်လောကဘက်ကိုလက်တည်မှာလောကအရာကိုပဲစဉ်းစားတယ်လောကအရာကိုပဲမှုရောတယ်လောကအရာထဲမှာပဲကျွန်တော်ရဲ့အသိဉာဏ်ကိုထားတဲ့အခါကျတော့ဘာဖြစ်လာလဲလောဘလည်းကြီးလာတယ်ကျွန်တော်ရဲ့အသိဉာဏ်လောကကိုပဲထိုက်ပါဖြစ်လာတယ် အာတလည်းကြီးလာတယ်မာနလည်းကြီးလာတယ်လောကကိုထားတဲ့အခါမှာဘာဖြစ်လဲဟာသွားမလုံနဲ့သူ့ထက်ကဲလဲလုတ်ကျင်လာတယ်ကျွန်တော်တို့ရဲ့အတိညာကအဲ့ကနေတဆင့်ကျွန်တော်တို့ကဘာဖြစ်လာလဲအာခန်းစားစိတ်ထဲမှာရောက်လာဒီခန်းစားစိတ်ထဲမှာအဲ့ဒါအစစ်စင်ပဲအကုန်လုံးကချိန်နေပြီးတာအဲ့ဒါမမြင်ရတဲ့ကျွန်တော်တို့ရဲ့အတွင်းစိတ်ပိုင်းထဲမှာဖြစ်တဲ့ကိစ္စအဲ့ဒီခန်းစားစိတ်ကလက်တွေ့ပေါ်ဆောင်လာတော့တာအာခန်းစားစိတ်ထဲကနေတဆင့် နောက်ဆုံးစန္ဒစိတ်ကဘယ်သူမှမသိပါဘူးဘယ်သူမှမမြင်ပါဘူးအဖြစ်ဖြစ်လာတယ်အဲအဲ့ဒီအရာဘယ်သူမှမသိဘယ်သူမှမမြင်လဲပဲဘယ်သူမြင်လဲကျွန်တော်ကိုဖန်ဆင်းတဲ့သခင်မြင်တာပေါ့ကျွန်တော်အထဲမှာရှိနေတာလေကျွန်တော်ဝိညာဉ်ထဲမှာရှိနေတာဒါကြောင့်ကျွန်တော်ရဲ့အော်တပအထဲမှာ तू ကလာစကားပြောငါတာဒါလေးဆက်ဆက်ဖြည့်ရှင်းလိုက်မင်းသူတပားတွေကိုဒီလိုပြောလိုက်တဲ့စကားအစစ်မပြေသူတပားတွေကိုမြင်တဲ့အမြင်မကောင်းအဲ အဲ့ဒီအရာတွေကိုဖခင်ကကျွန်တော်ရဲ့အော်တပမှာဘာဖြစ်လဲလာပြီးမှဖွင့်ပြတာအဲ့ဒီအော်တပမှာ signal လို့တာအဲ့ဒါကိုကျွန်တော်ကဆက်ဆံဖြည့်ရှင်းရအေးအဲ့ဒီအခါကျမှကျွန်တော်တို့ရဲ့အတ္တတာအထဲထဲမှာခုနပြောတဲ့အတိုင်းအမိုက်ကိုတူထုတ်ပြတဲ့အခါကျတော့စိုင်းရည်တွင်ကထွက်လာတာအာမင်ဒီနေ့ဒီဘက်ချမ်းမှလည်းကျွန်တော်စားသုံးရတဲ့ဥစ္စာလေးကိုတစ်ချက်လေးစီစဉ်လို့ပါတယ်လို့ဒီနေ့ဒီထက်မှဘာပြောလဲဆိုတဲ့အခါကျရင် ကျွန်ုပ်တို့ဒီတဲ့ဒီထဲမှာเนาะအတွင်ပိုင်း၌ဝိညာဉ်တော်ရဲ့လွတ်လပ်စွာစီစဉ်ခြင်းကိုသိကြုံခံစားလို့ပါကဒါအရေးကြီးလားကျွန်တော်လည်းဆန္ဒရှိတယ်ဘာကြောင့်မို့လဲဝိညာဉ်တော်ရဲ့စီစဉ်ပေးခြင်းတာမရှိကြည့်ကျွန်တော်ဘုရုရဲ့စီစဉ်ပေးခြင်းခံနေရလေတိလားစတ္တမနရဲ့စီစဉ်ပေးခြင်းဒီတစ်ပတ်ကျွန်တော်တို့စာတုံးခဲ့တယ်မနေ့ကလမ်းကြောင်းတစ်ခုပဲရှိတယ် အသက်လမ်းကြောင်းတွေမှာအသက်ဖြစ်တဲ့ခရစ်တော်ရဲ့စီစဉ်ပေးခြင်းကိုကျွန်တော်လက်ခံရင်လက်ခံဓမ္မမဟုတ်ဘူးဆိုရင်သိခြင်းလမ်းကြောင်းဖြစ်တဲ့ကောင်းမကောင်းသိကျွမ်းရအပင်ရဲ့အသည့်ကောင်းခြင်းမကောင်းခြင်းအဲ့ဒါစတမနတ်ရဲ့လမ်းကြောင်းဖြစ်တယ်အေးအဲ့ဒီကနေစီစဉ်ပေးခြင်းကိုကိုခံသွားရလိမ့်မယ်ဘာကိုမခံယူဘူးဆိုရင်လဲဆိုရင်ဝိညာဉ်တော်ရဲ့စီစဉ်ပေးခြင်းကိုမခံယူတဲ့အခါမှာ ။အကြောင်းဒီနေ့ကျွန်တော်တို့အတွင်းပိုင်းထဲမှာဝိညာဉ်တော်ရဲ့လွတ်လပ်စွာစီစဉ်ပေးခြင်းကိုတွေ့ကြုံခံစားလိုပါကအာမင်။ကျွန်တော်ဆန္ဒရှိတဲ့ခင်ဗျာ။ရှေးစွာကျွန်တော်ရဲ့အော်တပါစိတ်ကိုတန့်ရှင်းစင်ကြယ်စေရန်ဆက်ဆံဖြည့်ရှင်ရမယ်။ကျွန်တော်တို့ဒီနေ့တိုင်းတခင်ပြားထအကျဉ်းကျဉ်းပြန်လာခြင်းအဖြစ်တာလင်အညစ်အကြေးများကိုတူးဖို့ဖယ်ရှားပြစ်နိုင်မှုဖြစ်တယ်အာမင်အကျောက်တခင်ပြားထပြန်လာတယ်ဆိုတာဘာကိုပြောတာလဲဒီနေ့ကျွန်တော်တို့ဒီကွာစားသုံးခြင်းတာတခင်ထပြန်လာတာပဲလေ အတူတကွာကျွန်တော်မိတ္တာပြုတဲ့နော်စီဝေးချင်း live group တွေထဲမှာဒါတခင်ပြတဲ့ပြန်လာတာပဲလေကျွန်တော်ဆုတောင်းခြင်းအတူတကွာဒါတခင်ပြတဲ့ပြန်လာတာပဲလေဒီနေ့ကျွန်တော်တို့တပတ်မှတစ်ချိန်ပေါင်းစည်းခြင်းတဲမှာဖျားချောင်းရောက်လာတဲ့ခါမှာဒါတခင်ပြတဲ့ပြန်လာအဲ့ဒီအထဲမှာမှာဝိညာဉ်တော်ရဲ့စီစဉ်ပေးခြင်းနဲ့ဝိညာဉ်တော်ရဲ့တွင်တင်ပေးခြင်းကိုကျွန်တော်တို့ခံစားရမယ်ငါတာဒါလေးကတော့မင်းဆက်ဆံဖြည့်ရှင်းရမယ်ဒါမှမဟုတ်ကြည့်ကျွန်တော်တို့ရဲ့အတ္တမှာဘလို့သွားမလဲ ဒီနေ့ကျွန်တော်တို့တခင်ပြရပြန်လာဖို့ရမြောက်ပြားဆိုတာဖျားခဲ့ခုချိန်မှာကျွန်တော်တို့ကိုများစွာကျွန်တော်တို့ကိုရယူနေတဲ့အချိန်ဖြစ်တယ်နှုတ်ကပတော်ဖတ်ခြင်းအဖြစ်လက်တခင်ပြကျွန်တော်တို့ကိုရယူနေတယ်တခင်ပြတဲ့ပြန်လာလို့ရနှုတ်ကပတော်နားထောင်ခြင်းအဖြစ်များစွာကျွန်တော်တို့ပြောလို့ရအကြောင်းတဲ့ကျွန်တော်တို့ဒီနေ့တိုင်းတခင်ပြတဲ့အချိန်ချင်းပြန်လာခြင်းအဖြစ်တာလင်အညစ်အကြေးများကိုဒူးထုတ်ဒူးဖို့ဖေရှားပြစ်နိုင်အာမင်ကောင်းဆုံးပါ ခင်ယေရှုကျွန်တော်မှားသွားတယ်တစုံတယောက်တော့သူဟာကျွန်တော်ကြောင့်မို့သူခံစားသွားရတယ်ဆိုရင် sorry နော်ခွင့်လွတ်ပါ sorry ဆိုတဲ့စကားကျွန်တော်တို့ဝင်မလေးပါနဲ့အားကြီးတဲ့သူကရှေးစွာပြောတော်သူဖြစ်တယ်အာမင်နော်အဲ့ဒါဘာလို့တာလဲအထဲကနေထူထုတ်တူးထုတ်ပြစ်တာတပ်ဖျားပြောတဲ့စကားနော်တေယောတစ်ကိုထဲမှာကို့အပြစ်တို့ကိုဖော်ပြတောင်းပန်တယ် ဖော်ပြတယ်တဲ့တောင်းပန်နေတဲ့အဲ့ဒီစကလုံးတော့အာမင်ကျွန်တော်တို့ကမဖော်ပြခြင်းဘူးမတောင်းပန်ခြင်းဘူးအဲ့ဒါပါလေမမာနပဲကိုပြစ်တို့ကိုဖော်ပြတယ်တဲ့တောင်းပန်နေတဲ့အဲ့ဒီစကလုံးလေးကျွန်တော်တို့ယုံကြည်သူရဲ့အသက်တာမှာတချို့ကလေတလွဲယုံတာကျွန်တော်စီလာပြောသေးတယ်ဟာကြီးစိုးတော့ကာလမှာဖော်ပြစရာမလိုတောင်းပန်စရာဟာပြဿနာပဲတလွဲယုံတဲ့အဖွဲတွေလည်းရှိသေးတယ် တခင်ဖခင်ကဒီယောဟန်ရှင်ယောဟန်ဩဝါဒစာပထမစာဆောင်ကမယုံကြည်တဲ့သူတွေကိုပြောတဲ့စကားမှမဟုတ်ဘူး။အဲ့ဒီအဲမှာတစ်ယောတစ်ထဲမှာကျွန်တော်တို့ဖတ်ကြည့်လိုက်ကျွန်တော်တို့ခဏခဏလဲစာသုံးထားပြီးပြီ။ယောဟန်ကခမီးတော်နဲ့၎င်းနဲ့တားတော်ယေရှုခရစ်တော်နဲ့ကောင်မိတ္တဟယဖွဲ့ခြင်းရှိကြတော့မင်းတို့ဟာငါတို့နဲ့မိတ္တဟယဖွဲ့မိအကြောင်းသူ့ရဲ့ चित्त သားတွေကိုရေးလိုက်တဲ့စာ ဒါကြောင့်တေယောတေကိုမတိုင်ခင်ထဲမှာသင်တို့ဖျားခင်ဒီအလင်းလိုက်ရှိတယ်တဲ့အလင်းလိုက်ကျင်လေအလင်းလိုက်ကျင်လေခြင်းဆိုတော့ဘာကိုပြောတယ်လဲဆိုတော့ထောက်လျှောက်ရေးထားတာပြီးတဲ့အခါကျမှတေယောတေကိုထဲရောက်လာတယ်ကိုအပြစ်တို့ကိုဖော်ပြတောင်းမှလည်းငါတို့အပြစ်များကိုလွတ်၍ do right ရှိတများနဲ့ကင်းစင်စေခြင်းကဖျားခင်ဒီတစ္ဆာတရားနဲ့၎င်းဖြောက်မှတ်ခြင်းတရားနဲ့၎င်းပြည့်စုံတယ်အာမင်ဒါကြောင့်အချင်းချင်းကျွန်တော်တို့သခင်ထံပြန်လာအဲ့ဒါပါလေ ျွန်တော်တို့ရဲ့အတ္တတာမှာဖရာကလွတ်ချင်းပြီးခြင်းကျွန်တော်ဖျားသားဖြစ်လာတဲ့အခါမှာတော်ဆက်ခြင်းကမပြတ်ဆက်ပြောပါတော်ဆက်ခြင်း relation ကျွန်တော်တို့တော့အဖနဲ့တားနဲ့တော်ဆက်တဲ့တားဖတ်တော်ဆက်တာမပြတ်ဘူးဒါပေမဲ့ဘာပြတ်တယ်လဲ relationship ပြတ် relationship မိတ္တဟာရတော့ပြတ်သွားတယ်မတောင်းပန်တဲ့အခါမှာအထက်မှာခုလူခုလူဖြစ်သွားတယ်တော်ဆက်ခြင်းဆိုတော့ဘာပြောလဲ သူဆက်ကျွန်တော်တို့လုပ်မိတော့ကြောင့်ကျွန်တော်တို့မရဲသွားပြန်သွားရရမလားမသွားရတော့ပါဘူးခရီးသားတော့ဖြစ်သွားပြီဒါပေမဲ့ကျွန်တော်တို့တစုံတစ်ခုဖျားမကြိုက်တဲ့ဥစ္စာလုပ်တဲ့အခါမှာဘာကတော့ပျက်စီးသွားလဲဆို relationship ခုနပြောပြီအထဲမှာခလူခလူအမိုက်တွေပုံသွားတဲ့အခါကျတော့ဖျားရဲ့စီစဉ်ပေးခြင်းမခံစားရတော့အဲ့တော့ပြန်ဖယ်ရှားဖို့လိုအပ်တယ်အာမင်ဒါကြောင့်မို့နော်ကျွန်တော်တို့ဟာတဲ့ ကျွန်ုပ်တို့ရဲ့ဝိညာဉ်၌ရှိသောသခင်ဖျားထံသို့ပြန်လာပြီဒါကြောင့်သခင်ဝိညာဉ်၌ရှိသောအရေးကြီးတယ်အခုအသက်ရှင်တဲ့ဖျားကတစ်ချိန်တည်းမှာတတ္တယကောင်းကင်ဘုံမှာရှိတယ်လို့ကျွန်တော်တို့ရဲ့ဝိညာဉ်မှာရှိတယ်အဲ့ဒါမမီးနဲ့ဒီနေ့တတ္တယကောင်းကင်ဘုံမှာကျွန်တော်ဘလို့ရောက်တာလဲကျွန်တော်ရဲ့ဝိညာဉ်ဘက်ကိုလှည့်တည်တဲ့အခါတတ္တယကောင်းကင်ဘုံကိုကိုရောက်တာဖြစ်တယ်အချိန်တည်းမှာတော့အဲ့ဒါဝိညာဉ်ဘက်ကိုကျွန်တော်မလှည့်ဘူးဆိုတတ္တယကောင်းကင်ဘုံလည်းမရဘူး ဇာတိပဂတိမှာပဲတည်ရင်ကျွန်တော်ကလေသွားပြီကျွန်တော်မရောက်တော့ကျွန်တော်ရဲ့အသက်တမဝိညာဉ်ဘက်ကိုလက်တည်တဲ့အခါမှာတပြိုင်နဲ့ထဲမှာဝိညာဉ်ထဲမှာကင်းဝတ်တဲ့ခရစ်တော်အထဲမှာကျွန်တော်ရောက်ရုံမကောက်တပြိုင်နဲ့ထဲမှာတတိယကောင်းကျင်ဘုံမှာလေရောက်တာဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့ရဲ့ဝိညာဉ်၌ရှိတော်တဲ့တခင်ဖျားထံတို့ပြန်လာပြီဒါကြောင့်မို့တခင်ယေရှုဆိုပြီးမှကျွန်တော်တို့ရဲ့ဝိညာဉ်ထဲမှာအမြဲတမ်းသုံးတစ်ခု လွဲနေပြီဆိုတော့သခင်ဖျားသခင်ယေရှုကိုရောကိုစကားပြောပါကိုရဲ့ချစ်သူကဲ့သို့အရန်ရင်နေတဲ့မိတ်ဆွေကဲ့သို့စကားပြောဖို့ရန်အတွက်ဖြစ်တယ်သခင်နဲ့ပြန်လာပါတဲ့ကိုရောရဲ့မျက်မှောက်တော်ပြီးသူ့ဖို့ခြင်းကိုခံယူပါတဲ့တန်ရှင်တော်ဝိညာဉ်တော်ရဲ့အကူအညီဖြစ်ထို့အညစ်ကြအားလုံးကိုသူ့ဖို့ဖယ်ရှားပြရမည်ဖြစ်သည်အာမင်သခင်ယေရှုကိုရောကိုအချိန်တိုင်းလိုအပ်ပါ၏အာမင်